ယောက်ျားတစ်ယောက်ကကြီးပေါ်ချမ်းသာတော့မယ်ဆိုလို့ရှိရင်သူ့ဘာလက္ခဏာ၄ရပ်ပေါ်တယ်အဲ့ဒီလက္ခဏာ၄ရပ်ကဘာလဲဆိုတော့ဘာသာရေးကိုင်းဆိုင်တာဘာသာရေးဆိုတာဖျားရှိခိုးတာဒါမှမဟုတ်ဂုံတော်တစ်ခုခုကိုပွားနေတာဒါမှမဟုတ်အလူတန်းလောက်တာပေါ့နော်အဲ့ဒီဘာသာရေးနဲ့သက်ဆိုင်တဲ့ဟာတစ်ခုခုကိုသူ့မှာလောက်တာရှိတယ်အဲနမနဲ့အချက်ကတော့မိဘကိုယူသေးကိုကိုွယ်တာ မိဘကိုပတ်စံထောက်ပံ့တယ်မိဘစကားနားထောင်တယ်မိဘကိုမအော်ဘူးမိဘကိုမဆဲဘူးမိဘကိုကိုယ်ထွက်လက်ရောက်မကျူးလွန်ဘူးအဲ့ဒီအချက်တည်းအဲနံပါတ်3အချက်ကဘာလဲဆိုတော့သူနေတဲ့အခန်းသူနေတဲ့အိမ်ကတန်ရှင်းတက်ရတယ်သူနေတဲ့အခန်းတန်ရှင်းတက်ရတယ်နောက်ပဲဆုံးနံပါတ်4အချက်ကဘာလဲဆိုတော့သူပေါင်းတဲ့အပေါင်းအသင်းသူပေါင်းတဲ့အပေါင်းအသင်းကအလုံးလုံးတဲ့အပေါင်းအသင်းနာပတ်စံရှာတဲ့အပေါင်းအသင်းနာ တထေပေါင်းတဲ့နာအဲ့ဒီအချက်၄ချက်နဲ့ကန့်ညီတယ်ဆိုရင်အဲ့ဒီယောက်ျားတယောက်ကမကြခင်ជីပွားချမ်းသာတော့မှာအကယ်ជីပွားမជីပွားရင်ဘူးဆိုရင်တော့မှသူ့ဘဝကပျောင်ပျောင်လက်လက်နေရတယ်ကွာ